အားလုံးလေး online ပေါ်မှာအခုဆိုရင်တည်ပြီးသားဖြစ်မှာပါကိုရင်လေးအရှင်ဥဒ္ဓမသာဝရချိုင်းနိုင်ငံမှာတရားမဝင်တရားသွားဟောလို့ချိုင်းရေးကဝင်ဖမ်းပြီးတော့ပြဿနာတွေသက်ကုန်ပါတယ်ရှင်ဥဒ္ဓမသာဝရလေးကတော့အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့တကယ်ကိုမှတရားဟောကောင်းတယ်ဒီတကကျတော့တတော်လေးဉာဏ်ရည်ချင်းမြတ်တယ်ဗျသူ့အသက်ကအခု14ခွဲ15ထဲကိုဝင်လာပြီဒါမဲ့သူ့ရဲ့ဉာဏ်ပညာကအသက်20ကျော်ရဲ့လောက်ကိုရှိနေပြီဖြစ်တယ်မှန်ညာကလည်းတတော်လေးကောင်းနေတခုပဲသူ့မှာ ခနာကူပိုင်းဆိုင်ရာမှာတတော်လေးကိုဖွံ့ဖြိုးမှုအားနေတယ်။ဒါကြောင့်မလို့ထိုင်းနိုင်ငံကိုခဏခဏသွားရောက်ပြီးတော့စေကူတာမှုခံယူနေရတယ်။ထိုင်းနိုင်ငံကနော်စေုံကြီးကတော့ဒါကွင်းလေးရှင်ဥဒမတော်ရာကဒါလူလောကမှာခနာကူဖွံ့ဖြိုးမှုအားနေတာဖြစ်တဲ့အတွက်အသက်ရှိရှိနေရဖို့အတွက်တော့သူတို့အနေနဲ့ဟိုဆွေးရမယ်အနေထားလို့ပြောပါတယ်။ဒါပေမဲ့ကွင်းလေးကအလွန်စွာမှဉာဏ်ရည်ထက်မြက်တဲ့ဉာဏ်ပညာမှာတတော်လေးကိုဒါသူ့ချွန်တယ်လို့ပြောလို့ရမယ်။တချို့တော့နော်စာတပညာရှိဒါယဟန်တွေတောင်သူ့ရဲ့ဉာဏ်ပညာကိုမမီဘူးလို့သိရတယ်။ ဒီကောက်မှာလေကိုရင်လေးရှင်ဥဒမသာရရဲ့ပြိတ္တိကတော်တော်လေးကိုများတယ်ဗျာเนาะတရားနာမဲ့ပြိတ္တိကတော်တော်လေးကိုများတယ်အကြောင်းမလို့ကိုရင်လေးရှင်ဥဒမသာရတို့အဖွဲ့ကလေဒါထိုင်းနိုင်ငံမှာတရားသွားနာဖို့စီစဉ်ကြတယ်လူကြီးကကျွန်တော်3000လောက်ရှိနေခြင်းနဲ့เนาะအဲ့ဒီမှာလာကြတော့လူတွေကအများကြီးပဲเนาะကိုရင်လေးကပြိတ္တိကထိုင်းနိုင်ငံမှာအများကြီးပဲမြန်မာနိုင်ငံကပြည်သူတွေကလည်းထိုင်းနိုင်ငံမှာเนาะတန်ပေါင်းများစွာရှိတာကိုဆိုတော့ ဒါတရားပွဲနာဖို့အတွက်အကုန်လုံးစီစဉ်ပြီးမှထိုင်းရဲကဝင်ဖန်နေဝင်ဖန်တော့စိတ်မကောင်းဘူးကွင်လေးတို့ဖွဲ့အဖမ်းခံလိုက်ရတယ်နော်ဆိုတော့ကွင်လေးနေနဲ့စိတ်မကောင်းစွာပဲပြစ်တတ်တွေကိုမချခင်မှာတော့ပြန်တွေ့မယ်သူတို့အနေနဲ့တကယ်ပဲတော့တရားမနာလိုက်ရတဲ့အတွက်အင်မတန်မှစိတ်မကောင်းဝမ်းနေမိချောင်းကွင်လေးကပြောပါတယ်နော်ဆိုတော့ကွင်လေးကတော့ချမ်းနေကမှာအခုလိုမျိုးမစင်မကျင်နဲ့လုံမိသွားတာဖြစ်တဲ့အတွက်အင်မတန်မှသူကိုယ်တိုင်နဲ့စိတ်ဝမ်းနေရတယ်ဒုက္ခတွေလည်းဖြစ်သွားတယ်နော်တရားမဝင်လောက်တာက ဒါကလုံးဝမဖြစ်သင့်ဘူးကိုရင်လေးအမားလို့ပြောတာမဟုတ်ဘူးကိုရင်လေးအထွတ်ဒီပွဲကိုစစ်စစ်ပြီးနေကြတဲ့သူတွေကမှားတာနော်အဲ့ဒီမှာရှိတဲ့ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့တီးချက်ချဆွေးနွေးပြီးတော့လုပ်ရမယ့်အနေထားဗျာဒါကသူများနိုင်ငံပြသူများနိုင်ငံရဲ့စီးမင်းစည်းကမ်းတိုင်းလောက်ရမှာဖြစ်တယ်။နောက်ခုလိုမျိုးလက်လွတ်စပယ်လုံးလုံးမဖြစ်ဘူး။ဆိုတော့အဘေချင်းမဆိုးကိုရင်လေးကခန္ဓာကိုယ်လေးပွင့်ပြမှုအားနေတယ်။ကြားမိုင်းလေးကောင်းနေသူမဟုတ်ဘူး။အချိန်မီအသက်ထီသွားနိုင်တယ်။နော်ဒါနောက်ဆိုရင်ယူဆိုင်ကြဖို့အတွက်ဒီကနေ့ပြောပြစီပြနော်။